စ်ဆက်ပေးမယ့်သတင်းကတော့အင်းလီညောင်ရွှေမှုရေကြီးရေချမ်းကမြို့ပေါ်နေရွက်အချို့ရေဝင်ရောက်မှုဖြစ်ပွားနေတဲ့သတင်းဖြစ်ပါတယ်။အင်းလေးဒေတာညောင်ရှင်မြို့မှာရေကြီးရေချမ်းမှုဖြစ်ပွားနေပြီးမြို့ပေါ်ရံခွက်နေအချို့ရေဝင်ရောက်နေကဒေတာကံများပြီးလို့ရတော့နှိမ့်ချနေရကြောင်းသိရပါဗျာ။ အင်းဒီဒေတာတွေယခုလ10ရက်နေ့မှစတင်ပြီးမိုးဆင်းပြက်ရွာသွန်းတာကြောင့်ညောင်ရွှေမျိုးဆက်လီစိတ်မြို့နောက်ဖက်ဖက်ရှိတာစီရဲကန်တာရဲနဲ့မြို့မစီအနီးတို့မှာရေမြောင်းဝင်ရောက်နေပြီးရွှေညောင်ညောင်ရွှေလမ်းမပေါ်အထိရေကြီးကြီးချင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်အင်းလေးကရင်မြင့်တက်လာမှုကြောင့်ဒေသခံများရဲ့စပားကေမြေပဲကေများရေမြို့ပြည့်စုံမှုများဆုံးရှုံးခဲ့ရကြောင်းသိရပါဗျာ။ မိုးစတက်ရွာသွန်းပြီးကလောအောင်မဲ့တောင်ကြီးဘက်မှာရေများစီလာကအင်းလီဒေသနဲ့ရောင်ချင်မြို့တွေမှာရေများစုပုံလာပြီးရေကြီးရေချင်တာတွေဖြစ်ခဲ့ကြောင်းသိရပါဗျ။ဒီကြေးရေချဲမှုများရှိတာနိုင်လာကြောင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ချက်များနှင့်တည်င်းပြမှုရှိကကြိုတင်ပြဆင်မှုများလည်းဆောင်ရွက်ထားရှိကြောင်းသိရပါရရှင်ဒီသတင်းကိုတော့မြန်တီတီကိုကားပေးပို့လာတာပါ